ဟုတ်အမျိုးတွေကလေအဆက်အသွယ်မလုပ်ဖြစ်ကြလဲကြာပြီပေါ့နော် ကြီးကြီးလည်းနေကောင်းတယ်လို့သိရတယ်မိုင်းလည်းအဲ့လိုမျိုးပေါ့နော်အဆင်ပြေတယ်ဆိုတဲ့ခါကျတော့ဟိုအရန်ကောင်လေးအကုန်လုံးကကိုယ်ကိစ္စနဲ့ကိုယ်ဆိုတဲ့ခါကျတော့အများကြီးတော့ဟိုအရင်တော့တိတ်မဆက်သွယ်ပြကြဘူးဟိုမိုင်းရှိတဲ့ချိန်လေးဆိုမိုင်းကပြင်းမေးတယ်တကယ်အဲ့လိုဝှစ်ဆုံနေရစအပြည့်ပေါ့နော်စီစဉ်မေးတယ်အဲ့လိုမျိုးလေးပုံလေးတက်လာလို့ရှင်တယ်ကိုယ်ဒီသဘောကျတယ်ပေါ့နော်အဲ့လိုကာလာရေးဆိုတော့လမ်းမီဖုံးဆက်ပြီးတော့အော်အဲ့လိုမျိုးလေးရောစကားပြောပြပါတယ်အပြစ်မှလည်းအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ကြီးကြီးအခုချိန်ကြီးလည်းစကားပြောလဲတွတ်တယ်ပြီးတော့အမြဲလမ်းဆန်းတက်ကြွားပေါ့နော်ကိုယ်လူငယ်ရင်းနဲ့တော့မတူဘူးပေါ့နော် ကိုရီဆိုလို့ရှိရင်ကြီးကြီးအများကြီးပြောတယ်တမီးရဲ့ညို့ကြီးကငါပြင်းလိုက်တာဆိုပြီးအများပြောရပါတော့လုံးဝတခြားသူဖြစ်နေရပါတော့မာကြီးဆိုလည်းအဲ့လိုမျိုးတွတ်တယ်ကြီးဆိုလည်းတွတ်တယ်ကို့ထက်ကြမှာအဲ့လို ADS ဆိုအဲ့လိုဖြစ်နေရအောင်ဟုတ်တယ်အခုချိန်ကြီးလည်းကြီးကခက်မိရဲ့ update အရန်ဖြစ်လာဟုတ်မျိုးတွေကလေအဆက်အသွယ်မလုပ်ဖြစ်တာလည်းကြာပြီပေါ့နော် ကြီးကြီးလေးနေကောင်းတယ်လို့သိရတယ်။မိုင်းလေးလည်းအလိုမျိုးပေါ့နော်။အဆင်ပြေရဆိုတဲ့ခါကျတော့ဟိုအရိုင်းကောင်လေးအကုန်လုံးကကိုယ်ကိစ္စနဲ့ကိုယ်ဆိုတဲ့ခါကျတော့အများကြီးတော့ဟိုအရင်နောက်တော့တိတ်မဆက်သွယ်ကြပါဘူး။ဟုတ်။ဘလို့ကြောင့်လဲဆိုတော့လေဒီဒီကလာလူတွေကအလိုဆက်ရှုပ်ထွေးကြစိတ်ပင်ပန်းကြရေပေါ့နော်။အဲ့လိုအမျိုးမျိုးကျမကြီးတွေရောကိစ္စတွေရောပေါ့နော်။အဲ့ခါကျတော့အရင်နောက်ကလောက်တော့လေအလိုအပျော်တွေသွားကြလာကြတွေစားကြတော့ကြအဲ့လိုရောတိတ်မရှိကြဘူးပေါ့နော်။ဒါပေမဲ့အထက်ကตายนายไอ้หลุมนี้ก้องจ้ํามาล่ะอศีลดีล่ะสวยหาမျိုးเนี่ยแล้วยังจันทร์หายใต้ไม่ပြောပြကြဘူးဖြစ်နေอ่ะဟုတ် ဟုတ်သဘောကျတယ်အရင်တည်းကလည်းလေအဲ့လိုကြည့်ကြအိမ်မာနေတဲ့ချိန်ဆိုရင်တော့လည်းတိတ်မပြင်းဘူးပေါ့နော်အဲ့လိုမိုင်းရှိတဲ့ချိန်တွေဆိုမိုင်းကပြင်းမေးတယ်တကယ်အဲ့လိုဝတ်စုံတွေကစအပြည့်ပေါ့နော်အစီအစဉ်မေးတယ်အဲ့လိုမျိုးလေးပုံလေးတက်လာလို့ရှင်တယ်ကိုယ်သဘောကျတယ်ပေါ့နော်အဲ့လိုကာလာကြီးဆိုတော့လမ်းမီဖုံးဆက်ပြီးတော့အော်အဲ့လိုမျိုးလေးရောစကားပြောပြပါတယ်အပြင်မှာလည်းအရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်ကြည့်ကြအခုချိန်ကြီးလည်းစကားပြောလဲအတွက်တယ်ပြီးတော့အမြဲလမ်းဆန်းတက်ကြွပေါ့နော် ကိုယ်လူငယ်ရင်းနဲ့တော့မတူဘူးပေါ့နော်ကိုယ်ရီဆိုလို့ရှိရင်ကြီးကြီးအများကြီးပြောတမိရဲ့ညို့ကြီးကငါပြင်းလိုက်တာဆိုပြီးအများကြီးပြောရပေါ့နော်လုံးဝတခြားသူဖြစ်နေတာပေါ့နော်မာကြီးဆိုလည်းအဲ့လိုမျိုးတွတ်တယ်ကြီးဆိုလည်းတွတ်တယ်ကို့အဖေကမှအဲ့လို88အဲ့လိုဖြစ်နေတာပေါ့ဟုတ်တယ်အခုချိန်ကြီးလည်းကြီးကခက်မိရဲ့ update အရင်ဖြစ်ပါတယ်ဟုတ်ပေါ့အနုပညာသမားဆိုတော့လေစိတ်ပြိုတော့ကိုနုတာပေါ့နော်ကြီးကြီးကလည်းအရင်ကတည်းကအဲ့လိုပြောရွှေရှင်ဖို့ပွားပဲနေတယ် င်းရောက်တဲ့အချိန်ဆိုလဲအဲ့လိုကိုကိုရိုင်းကအဲ့လို relax ဖြစ်တယ်ပေါ့နော်။အပျော်ချာကိစ္စလေးတွေမလုံငယ်လိုပဲဆဆနာနောက်အဲ့လိုဆဆတော့တော့အဲ့လိုမျိုးခါကြောက်လေ။အဲ့ဒီကြောင့်လည်းအဲ့လိုမျိုးအသက်ရှည်ပြီးအရွယ်တင်တာပါတယ်လို့ထင်ပါတယ်။ဟောလေစကားတော့လေဟိုမာကြီးဒီအမ်နောက်ဆုံးတစ်ခါကမြန်မာပြည်ရောက်တဲ့မာကြီးကမရိုက်ခိုင်းတော့ဘူးပေါ့နော်။ကြည့်ကြည့်လို့အဲ့လိုနားဆေးချင်တယ်နားခိုင်းထားရပေါ့။ကျမကြီးဘာကြီးထိခိုက်မာကြီးစိတ်ပူတယ်အခါကြောက်အလုပ်တွေတော့မာကြီးကနားခိုင်းထားရပါ့။ ဟိုအဲ့လိုမရှိပါဘူးချီချီကဟိုအသက်ကြီးတော့လို့နားလေးပေါ့နော် နားကိစ္စအဲ့ဟာပဲစံတာမရှိပါဘူးအဲမျိုးရှိရတော့ဒါကိုယ့်အတွက်တော့ကြော်ရွှင်စရာပေါ့နော်ကိုယ့်အတွက်အဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုလုံခြုံမှုတစ်ခုတော့ရတာပေါ့နော်ဒါပေမဲ့ခုနကလို့စုအရှင်နဲ့ဖြေဦးထားသလိုပေါ့နော်စုရဲ့ဒီအမှုပညာလမ်းခီတောက်ချောက်ကတော့ဆိုတော့ကိုယ့်အကူစူးစမ်းခဲ့ရတာများတယ်ပေါ့နော်ပြီးတော့ချီချီရုံးနဲ့ဆိုလဲအဲ့လိုမျိုး အသက်အရွယ်ရအောင်မဂတ်တစ်ခုချသွားပြီဆိုတော့လေအဲ့လိုကိုရီစားပြီးလုပ်တဲ့အချိန်မှာဆိုကြီးကြီးတော့နားပြီမိုင်းဆိုလဲသူအိမ်နောင်နဲ့စီးပွားရေးနဲ့ဖြစ်ကုန်တဲ့ခါကျတော့အဲ့လိုမျိုးအကွာချအလှမ်းဝေးသွားတာပေါ့နော်အဲ့တော့ဒီလန်းခီးကတော့ကော့ကိုပဲဖောက်ခဲရတာပေါ့ကြီးကြီးတို့ဆီကတော့ခုနလိုလိုအပ်တဲ့ချင်ချင်အကြံဉာဏ်လေးရတယ်ခွန်အားတွေရတယ်ခွန်အားတွေပေးပါတယ်ကြည့်နေတော့ဗီဒီယိုတော့ကတော့အဆုံးလိုက်ရတယ်ဟုတ်သူပထမအဦးဆုံးဗီဒီယိုကားလေးကြာသူအမှတ်တရလေးပါပေးမယ်ဆိုပြီးအဲ့လိုပါပေးတာရှိပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ် အိုင်ဒီယာရောအကုန်လုံးမသဘောကျပါတယ်မာယူရောကြောင့်အကုန်လုံးကလည်းသဘောကျအားကျနေရဆိုတော့လေသဘောကျပါတယ်တခြားထွေထူးအားကြောင့်လေကိုလည်းမိုင်းနဲ့နည်းနည်းအလှမ်းဝေးနေတဲ့ခါကျတော့တိတ်မပြောတတ်ဘူးဖြစ်နေရပါဟုတ်တတိယပါတယ်ပြီးတော့ဆရာလေအဲ့လိုဗီဒီယိုခစ်ဦးလေးကိုနည်းနည်းမှီလိုက်တာအောင်နော်မှီလိုက်တဲ့ခါကျတော့ဗီဒီယိုရိုက်တဲ့အတွေ့အကြုံလေးကြီးလည်းရှိတယ်အဲ့ရနေမှာကိုရဲ့တစင်တစင်ပေါ့နော်ဒီ series တွေလို့ရှင်ကားယူဆိုပြီးကိုရဲ့ရိုက်ခဲ့ရတော့အခုကကျတော့ခစ်ကာလာအချိန်နဲ့အခုဗီဒီယိုတွေလည်းပြန်ရိုက်ကြရပေါ့နော် movie တွေပြန်ရိုက်ကြရခါကျတော့အဲ့လိုရိုက်ကလည်းကြော်ရှင်ပါတယ်ဟုတ်စကားကြီးကပြောထားလေးတော့ရှိရပေါ့နော် အလိုနည်းနည်းဂျာမှာအလွဲချော်လေးဖြစ်နေရမျိုးပေါ့တကယ်လို့ confirm ဖြစ်ပြီဆိုရင်တော့အစအားလုံးအတိသေးပါဘူး